Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မနက်စာစာပြည့်အတွက်ကိုအိမ်မှာထမင်းတုပ်လေးတုပ်စားပါမယ်ရှင် ။ရင်းစုံဓမင်တဘုတ်တွေလိုအပ်တဲ့စီချက်ကလေးချက်ပါမယ်။စွသွန်ဖြူစွသွန်နီလေးကိုစီချက်ကျွတ်ကျွတ်ကလေးဖြစ်သွားအောင်ကြော်ပါမယ်ရှင်။စီတဲ့ကိုစွနေမုတ်လေးထည့်မယ်။ပြီးွားရင်လီးထားတဲ့စွသွန်ဖြူစွသွန်နီလေးတွေကိုစီပူပူလေးထဲမှာကျွတ်သွားတဲ့အနေထားလောက်ထိကြော်သွားပြီးလိုက်ပါမယ်ရှင်။ကျမကတော့မနက်စာအစာပြေစားမှဖြစ်တဲ့အတွက်ညရေရနေပြီးကြိုတင်ပြီးတော့ပြင်ဆင်ထားလိုက်တာပေါ့နော်။စီချက်ကျွတ်ကျွတ်ကလေးရဖို့အတွက်စီမီနှစ်ပြည့်နဲ့ကြောသွားပေးလိုက်ပါမယ်ရှင်။

ငယ်သေးအောင်တဲမုတ်လေးကိုစီပူပူလေးနဲ့အနှင်းငယ်လောက်ချက်သွားလိုက်မယ်ပေါ့။ထမင်းတုပ်ထဲမှာငယ်သေးအနစ်အနေနဲ့အသုံးပြုဖို့တော့ပါရှင်။တကယ်ဆိုရင်သူကချက်သွားစရာတော့မလိုဘူးပေါ့နော်ကျမတို့စီပူပူလေးတဲ့ကိုငြူသီးလေးထဲလိုက်ရုံနဲ့ချက်တယ်ပေါ့နော်ကျမကခုနကတည်းကစီချက်ထဲရစီကိုမယူသုံးလိုက်ပဲနဲ့ပေါ့နော်စီစိမ့်ကိုသုံးလိုက်တဲ့အတွက်စီစိမ့်လေးနဲ့ငြူသီးစိမ့်မှုလေးနဲ့အနေငယ်ချက်လိုက်မယ်ပေါ့နော်ပြီးွားရင်ပကံတစ်လုံးနဲ့မှလေထားလိုက်ပါမယ်ရှင် ရုပ်သီးရောင်တင်မုံနှစ်ကလေးလည်းရပြီဆိုရင်တော့မြေပဲလေးကြော်ပါမယ်။မြေပဲကိုမိနစ်30လောက်ကျွန်မစိတ်နှားလိုက်မယ်ပေါ့နော်။မြေပဲအလုံးလေးတွေကြီးလာတဲ့အနေအထားလောက်ထိရောက်သွားပြီဆိုတော့ကျွန်မစီပူပူလေးထဲမှာထည့်ကြော်ပါမယ်ရှင်။မြေပဲကြော်လေးပါထည့်စားခြင်းလို့ပေါ့နော်။မြေပဲလေးတွေကိုချွတ်သွားတဲ့အနေအထားလောက်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ မြေပဲကြော်ပြီးွားပြီဆိုရင်တော့နောက်ထပ်မြေပဲမှုတ်လုပ်ဖို့အတွက်ကျွန်မမြေပဲလေးကိုလှော်လိုက်ပါမယ်ရှင်မြေပဲလေးကိုချွတ်တဲ့အနေအထားလောက်ထိလှော်သွားပေးလိုက်ပါမယ်ရှင်ဒီမြေပဲလော်လေးကိုကျွန်မမြေပဲမှုတ်ဖြစ်ထောင်းမှာပုံပေါ့နော်မီးပဲကိုချွတ်ချွတ်လေးအနေထားလောက်ထိလော်သွားပေးလိုက်ပါမယ်ရှင်မီးအေးလေးနဲ့ပါရှင်ဒီနေထားလောက်ဆိုလို့ရှင်တော့မီးပဲလေးတွေကရာသွားပါပြီရှင် ပြီးွားရင်တော့အအေးလေးခံပြီးတော့မြေပဲလေးတွေကို အခွန်လေးတွေချပါမယ်ပြီးွားလို့ရှိရင်မြေပဲလေးတွေကိုထောင်းပါမယ်ရှင်သမင်းတုတ်ထဲမှာထဲတုတ်ကိုအတွက်ပါရှင်။မြေပဲထောင်းပြီးပြီဆိုရင်တော့ကျွန်မပဇွန်ကြောက်ကိုလည်းစိန်ထားလိုက်ပါမယ်ရှင်။ပဇွန်ကြောက်ကို15မိနစ်လောက်စိန်ပြီးွားပြီဆိုရင်တော့ကျွန်မငရုတ်စုံထဲမှာမညက်တညက်အနေထားလောက်ထိထောင်းသွားပြီးလိုက်ပါမယ်ရှင်။ပဇွန်ကြောက်လည်းထောင်းပြီးွားပြီဆိုရင်တော့ကျွန်မအာလူးကိုစိန်ပြင်းနေပြင်းနဲ့ပြုတ်သွားလိုက်ပါရရှင်။ ကျွန်မသုံးထားတဲ့အာလူကကြီးတဲ့ခါကြတော့လေတော်တော်ကြာကြာလေးပြုတ်ခဲ့ပါတယ်အာလူနူးဤသွားတဲ့အနေထားဒီကိုကျွန်မကြာကြာလေးပြုတ်လိုက်ပါတယ်ရှင်အာလူလေးတွေကွဲအပ်သွားတဲ့အနေထားဆိုတော့ဒါနူးဤသွားပြီပေါ့နော်အာလူပြီးသွားပြီဆိုရင်တော့ရှောက်ရွက်လေးတွေကိုတန်ရှင်းစင်ကြင်အောင်စီကြောပြီးတော့ကျွန်မတို့ပပလေးလှိကြလိုက်ပါမယ်ရှင်အထုပ်ထဲမှာထင်းနေဖို့တော့ပါရှင် ရှောက်ရလဲလီးပြီးသွားပြီဆိုရင်တော့ကျွန်မပဲပင်ပေါက်ကလေးပါအထဲမှာဖြစ်တဲ့အတွက်ရည်နွေးပပွက်ဆူတဲ့အထဲကိုပဲပင်ပေါက်လေးကိုရည်နွေးနဲ့အခဏတာပေါ့နော်ရည်နွေးနဲ့ဖြောပါမယ်ရှင်ရည်နွေးပပွက်ဆူတဲ့အထဲမှာပဲပင်ပေါက်လေးအနေငယ်နွမ်းသွားရုံနေထားတော့ပဲရည်နွေးလေးနဲ့ဖြောမယ်ပေါ့နော်စိမ့်နဲ့လေးပြောင်းအောင်ပါရှင် ပဲပဲမောင်လေးနွမ်းသွားတဲ့အနေထားရောက်သွားပြီဆိုရင်တော့ကျမတို့တွေစကားလေးတစ်လုံးထဲမှာဆစ်လိုက်ပြီးတော့ရေလေးနဲ့စေးထားလိုက်ပါမယ်ရှင်ပြီးွားရင်ရေစစ်ထားလိုက်ပါမယ်ရှင်ပြီးွားရင်တော့အချင်းတွန်းမကြီးချင်းလေးပြုလုပ်ပါမယ်ရှင်။ထညက်နဲ့မကြီးသေးတဲ့ကို ပြုတ်သွားပေးလိုက်ပါမယ်ရှင်။ တညကလည်းလုံးဝပြောသွားပြီမကြီးသေးရလည်းဤသွားတဲ့အနေထားလောက်ရောက်ပြီဆိုရင်တော့ကျမတို့တွေပကံတလုံးထဲမှာဖယ်ထားလိုက်ပါမယ်ရှင်ပြီးွားရင်တော့ဟင်းညိုချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ဟင်းညိုအတွက်ကိုတော့ brasser ဟင်းညိုလေးပြင်ဆင်ထားတာပေါ့နော်ဒါပေမဲ့ brasser ခဏခဏချက်နေရတယ်ကျမမြင်းခွာရဲဟင်းညိုလေးပဲအသုံးပြုလိုက်ပါတယ်ရှင်အဲတော့ကြက်သွန်ဖြူလေးတွေကိုကျမငရုပ်ဆောင်ထဲမှာမညက်တညက်အနေထားလောက်ထိထောင်သွားပြီးလိုက်ပါမယ်ရှင် ပြီးွားရင်ပစွန်ချောင်းမညက်တညက်ထောင်းထားတာလေးထဲကတဝက်လောက်ယူမယ်ပေါ့နော်တဝက်လောက်ယူပြီးတော့ကျွန်မရေနွေးပွပွဆူရတဲ့ထည့်ထားပါမယ်ပြီးွားလို့ရှိရင်ခုနထောင်းထားတဲ့ကျက်သွန်ဖြူလေးနဲ့ပေါ့နော်ကျွန်မပွပွပွဆူသွားတဲ့အနေထားလောက်ထိပြုတ်သွားပေးလိုက်ပါမယ်ရှင်ကျက်သွန်ဖြူလေးတွေဤသွားတဲ့အနေထားလောက်ထိပြုတ်သွားပေးလိုက်မယ်ပေါ့နော် ရေလေးနဲ့မှဆိုတော့ကျွန်မရေလေးနဲ့ငယ်ထထဲလိုက်တယ်ပေါ့နော်။စူပွက်လာတဲ့အနေထားရောက်ပြီဆိုရင်တော့ကျွန်မတို့တန်ရှင်းစင်ကြအောင်စီကြောထားတဲ့မြင်းခွာရွက်လေးတွေပေါ့နော်။လှိဖြတ်ထားတဲ့မြင်းခွာရွက်ကလေးတွေကိုထည့်လိုက်ပါမယ်ရှင်။မြင်ခွာရလေးတွေအရင်ထဲမှာအလုံးရောသမသွားအောင်မှုရသွားပြီးလိုက်ပါမယ်ရှင်။ပြီးွားရင်တော့အရသာအနေနဲ့အချိုမုံနဲ့ငံပြရည်လေးကျွန်မထည့်လိုက်ပါရရှင်။ ရတာလေးတွေထည့်ပြီးသွားပြီဆိုရင်လည်းရတာတွေအားလုံးရောသမသွားအောင်ဝင်ပြလိုက်ပါမယ်နော်ဟေးပေါပပပဆူလာတဲ့အနေထားရောက်ပြီဆိုရင်တော့နောက်ဆုံးမှငေုကောက်မုတ်လေးများများလေးထည့်လိုက်မယ်ပေါ့နော်။ဒါဆိုရင်တော့လွယ်လွယ်ကူကူနဲ့မြင်းခွာရဲ့ဟင်းညိုလေးတစ်ခွက်ကတော့ရသွားပါပြီရှင်။ကဲဒါဆိုရင်တော့ထမင်းတုတ်တွက်ကအားလုံးအစင်သေးဖြစ်သွားပါပြီရှင်။ပအဝင်ပစ္စည်းလေးတွေအားလုံးစုံသွားပြီပေါ့နော်။ ဒါဆိုရင်တော့ထမင်းသုတ်တွက်ပြင်ဆင်ပါတော့မယ်ရှင်ဒီထမင်းတော့ကလေစားလို့လည်းအရန်ကောင်းတယ်လောက်ရတာလည်းအဲတူတီတူတီလေးတွေနဲ့ပစ္စည်းလေးတွေများတဲ့ခါကျတော့နင်းငယ်တော့အလုတ်ရှုပ်တယ်ပေါ့နော်ဒါပေမဲ့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်အခုထမင်းတော့အတွက်ကိုပြင်ဆင်ထားတဲ့ပစ္စည်းတွေဆိုလို့ရှင်ထမင်းတော့မဟုတ်ပဲနဲ့ဒီထမင်းနေရာမှာကျမတို့ခေါက်ဆွဲတို့ကြာဆန်တို့တုပ်စားလို့ရှင်လေအတုပ်အပေါ့နော်ခေါက်ဆွဲတုပ်ကြာဆန်တုပ်အနေနဲ့လည်းရတာပေါ့နော် ဒုတိဒုတိလေးတွေနဲ့ပေါ့နော်ပါဝင်ပစ္စည်းတွေကများတဲ့အခါအလုတ်ရှုပ်ပေးမယ်အရန်ကိုမှစားလို့ကောင်းပြီအရန်ကိုမှရတာရှိတယ်ထမင်းတုပ်ကလေးပါရှင်အာလူးလေးတွေကကျမတို့ကြေွားတဲ့အနေထားမစားချင်တဲ့ခါကျတော့နေငယ်အတုံးလေးတွေနဲ့ထည့်လိုက်တာပေါ့နော်မိမိကအာလူးကိုလုံးဝကြေးပြီးတော့ချေပြီးတော့မှနေစားချင်တယ်ဆိုရင်ကမိမိသဘောပေါ့နော်ကိုစိတ်ကြိုက်ပါရှင် ပါဝင်ပစ္စည်းတွေအားလုံးတစ်မျိုးစီထည့်ပြီးတော့စုံသွားပြီဆိုလို့ရှိရင်တော့ကျမတို့တွေအားလုံးကိုရောသမာသွားအောင်တည်တည်ချာချာလေးဖွဖွားလေးနဲ့နေသွားပြီးမယ်ပေါ့နော်ဒီသမင်းတုတ်တဲမှာဆိုလဲရှင်ပဲမုံအကြမုံပါမယ်ငယုတ်သီးမုံပါမယ်နောက်ချုံမုံနဲ့ငံပြရည်လေးလေးပါမယ်ပေါ့နော်ပဲမုံလေးထည့်တဲ့အခါကျတော့သမင်းတုတ်ကလေးလေးစီစီပိုင်ပိုင်လေးနဲ့အရှမ်းကိုမစားလို့ကောင်းပါရဲ့ရှင် အားလုံးရောသမတော်အောင်ဖွဖွားလေးနေသွားပြီးလိုက်မယ်ဆိုလို့ရှင်เนาะထမင်းတပ်ကလေးတစ်ဖွဲရတော့ရသွားပါပြီရှင်ကြည်ပါဦးအရန်ကိုမစားချက်စပွဲကောင်းတဲ့ထမင်းတုပ်လေးပါရှင်ကျမတို့ကျဦးမှွေကျော်လေးနဲ့ပဲဖြစ်ဖြစ်ကျဦးဟပ်ပရိုင်လေးနဲ့ပဲဖြစ်ဖြစ်အရန်ကိုမလိုက်ဖက်ပြီးအရန်ကိုမစားလို့ကောင်းတယ်ပေါ့เนาะကျမတို့တက္ကသိုလ်ကျောင်းသူဘွားတော်ကလှဲတဲ့ထမင်းတုပ်လေးအလွမ်းဖြီးပေါ့เนาะ ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်။ Not a Lori, ma pian ji pa me shin, a bye bye.